ထမံဘိုးဘဝရဲ့အကြောင်းကိုအပိုင်းကိုဇက်သိမ်းပိုင်းအနေနဲ့ဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါရခင်ဗျာပကံမင်းသားနန်းတက်လာတဲ့အခါမှာညီတော်တွေဖြစ်ကြတဲ့မင်းလုံးမင်းနဲ့ကနောင်မင်းတို့ကပူးပေါင်းပြီးတော့ရွှေဘုံမှာပုံကံအမရပူရာနေပြီးတော့အထီကိုတိုက်ခိုက်ပါတယ်ပုံကံမှုအောင်မြင်ပြီးတော့ပကံမင်းကိုနန်းချမင်းလုံးမင်းကနန်းတက်လာပါတယ် မင်းတို့မင်းကရန္နာဘုံနေပြီးတော့တစ်ကိုတီထောင်ပြောင်းရွှေ့စိုးစံပါတယ်ဘိုးဘောင်ကမင်းစိုးမင်းညင်တရားမဆောင်သောမင်းနေလက်ထက်မှာပုံရှိုးွယ်ရှိုးနေထိုင်ရနေပြီးတော့မင်းတို့မင်းကြီးလက်ထက်မှာပြန်လဲပေါ်ပေါက်လာပါတယ်ဒီလိုပေါ်ပေါက်လာခြင်းကလည်းမင်းတို့မင်းကဘာသာသာသနာကိုအလွန်ကြီးညူသောမင်းဖြစ်တာမို့ချီးမြှင့်မြှောက်ဆားရန်အတွက်ရောက်ရှိလာခြင်းဖြစ်ပါတယ်ဘူအောင်ကမန္တလေးတောင်ပေါ်ညနေတိုင်းတက်ပြီးတော့အဋိဌာန်ကျင့်စဉ်တွေကိုကျင့်ကြံလျက်ရှိပါတယ် တောင်ပေါ်တက်တဲ့အခါတိုင်းတောင်ကြီးမှာရှိတဲ့ပန်းတယ်မာကလေးမန်းညူထန်ကနေဖျားပန်းတွေကိုဝယ်ယူလေးရှိပါတယ်။ဘိုးဘူအောင်ပျောက်ွယ်သွားတာနှစ်တော်ကြာပြီဖြစ်တဲ့အတွက်လူတော်တော်များများကဘိုးဘူအောင်ကိုမမှတ်မိတော့ပါဘူး။ဝိဖြူစင်ကြယ်နဲ့သူတော်စင်ကြီးတဦးလိုသာထင်မှတ်နေကြပါတယ်။ဘိုးဘောင်ကမန်းညူထံမှာပန်းတွေဝဲပန်းများလာတော့မြန်မှန်တမ်းမိလာပါတယ်။မန်းညူကဘိုးဘောင်ရဲ့ရုပ်ရည်သွေးမြင်ကိုမြင်တွေ့ရတဲ့အလွန်ကိုကြည်ညိုလေးစားနေမိပါတယ်။ ဘိုးဘိုးရဲ့ကျမကဘိုးဘိုးကိုတိတ်ကြည်ညိုမိပါတယ်ဘိုးဘိုးကယရနာ၃ပါးကိုစီးခွက်ကူးကတ်ထားမလို့ကျမလေးစားပါတယ်ဒါကြောင့်ကျမလည်းကုသိုလ်ရအောင်လို့ဘိုးဘိုးကိုကျမကပန်းလူတန်းပြီးတော့ဒါနာပြုပါမယ်ဘိုးဘိုးပန်းမဝယ်ပါနဲ့တော့ဟောဒီပန်းဒီတွေကဘိုးဘိုးကြိုက်တဲ့လောက်သာယူပြီးတော့လှူဒန်းပါတော့ဘိုးဘိုးအောင်ကမန်ယူရဲ့စိတ်ဓာတ်ကိုစမ်းသပ်ကြည့်ကြပါတယ်ဒါကြောင့်မို့တနေ့နည်း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 ပန်းတွေကိုတိုးပြီးတော့ယူပါတယ် သုံးလလောက်ကြာတော့တနေ့တနေ့ပန်းများကို လက်နှစ်ဖက်နဲ့တပွေကြီးတည်ယူရပါတယ်။မန်းညူကဘိုးအောင်တယောက်ပန်းအများပြားအလကားယူနေပေနဲ့မျက်နာတစ်ချက်တောင်မပြတ်ပါဘူး။မိမိပင်ကုသူရသေးတယ်လို့တွေးထင်မှတ်ထားပါတယ်။ဘိုးအောင်ကမန်းညူရဲ့ဖြူစင်တဲ့စိတ်ထားကိုချီးမြှောက်ခြင်းပါတယ်။ တဖက်တလန်းကလည်းတိုင်းပြည်အုပ်ချုပ်မင်းလုံနေတဲ့မင်းတုံးမင်းကြီးရဲ့စိတ်အခြေအနေကိုလည်းအကဲခတ်ကြည့်ကြပါသေးတယ်။ဒါကြောင့်၃လပြီးမြောက်တဲ့လပြည့်နေ့တရက်မှာဘိုးဘောင်ကဖះဘော်ကပြန်ဆင်းလာပြီးမန်ယူအနီးကိုတိုးကပ်လာပါတယ်။ငါသမီးရဲ့စေတနာကိုဘိုးဘိုးတကယ်ကိုလေးစားပါတယ်ကွယ်။တကယ်တော့ဘိုးဘိုးကပန်းတွေတိုးတိုးပြီးယူနေတယ်ဆိုတာငါသမီးရဲ့တရားတရားကိုစမ်းသပ်နေခြင်းသာဖြစ်ပါတယ်။ ငါသမီးရဲ့စိတ်ဓာတ်အမွန်မြတ်လာပါပြီလေဒါပေမဲ့လည်းငါသမီးဟာစားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့သူဖြစ်တာကြောင့်မလို့ငါသမီးရဲ့လှုပ်အားတွေကိုဘိုးဘိုးအလကားမယူချင်ပါဘူးကွယ်ဘိုးဘိုးအောင်ကလွယ်ရည်အแทးကိုနှိုက်လိုက်ပြီးတော့ရွှေကျုပ်လေးတစ်လုံးကိုထုတ်လိုက်ပါတယ်ရွှေကျုပ်လေးကရွှေသားအတိပြီးပြီးတော့ဝင်းလက်တောက်ပြောင်နေပါတယ်ဟုတ်လားကငါသမီးကိုဘိုးဘိုးချီးမြှင့်ခဲ့တာပါဘိုးဘိုးရဲ့မန္တလေးတောင်ပေါ်ကအတိတ်ထံကပြည့်မြောက်သွားပြီမလို့ဘိုးဘိုးရန်ကင်းတောင်ကိုသွားရတော့မယ်ကွယ် ဘိုးကောင်ကဇောင်းတန်းကနေဆင်းသွားပါတယ်။မန်းညူကရွှေကြက်ကိုရတဲ့အခါအလွန်ကိုပျော်ရွှင်သွားပါတယ်။ပန်းရောင်သူတယောက်ဖြစ်တော့တနေ့လုံးမှတနေ့စားရပါတယ်။ရွှေဒုံငွေစဆိုတာလဲမူးရွေပင်ရှူစရာမရှိပါဘူး။ဒါကြောင့်ရွှေကြက်ကလေးကိုထူခွဲရောင်းချပြီးလိုအပ်တာတွေကိုဝယ်မယ်လို့ဆုံးဖြတ်ပြီးတော့မိမိတငယ်ချင်းများကိုပြတ်တာပါတယ်။ တငယ်ချင်းတွေကလည်းရွှေချောင်းနားမလဲကြတဲ့အတွက်ရွှေပရင်ကိုတွားပြီးတော့ပြဖို့လမ်းညွန်ပါတယ်။မန်းညိုကရွှေကြက်ကလေးကိုလက်ကင်ဘွားနဲ့ထုတ်မန္တလေးဈေးကျူတော်အနီးမှာရှိတဲ့ပရင်ဘူတဖူကိုတွားပြီးတော့ပြပါတယ်။ပရင်ဆရာကြီးကရွှေကြက်ကိုကြည့်လိုက်ပြီးတော့တပြင်းချပြီးခေါင်းခါပြက်လိုက်ပါတယ်။ဘလို့ဖြစ်တာပါလဲဆရာကြီး။ကျမရွှေကြက်ကလေးကရွှေအတူများဖြစ်နေလို့လား။မဟုတ်ပါဘူးလုံးမရဲ့။ မင်းရဲ့ကြက်ဝါလက်ရမြောက်တဲ့ပြင်ကြက်ရဲ့ရွှေသားကလည်းတာမန်ရွှေသားနဲ့မတူဘဲနဲ့ဇဘူရစ်ရွှေလို့ခေါ်တဲ့အလွန်တန်ဖိုးကြီးတဲ့ရွှေသားနဲ့လှုပ်ထားတာကွဒါကြောင့်ငါစီမှာစည်းစိမ်ချမ်းသာတွေအကုန်လုံးပေါင်းရင်တော့ဟောရီကျောက်ကိုဝယ်ဖို့မလုံလောက်ဘူး။ဟုတ်ရဲ့လားဆရာကြီးရဲ့ဒီရွှေကျောက်ကအဲ့လိုတောင်တန်ဖိုးကြီးတာလား။ဟုတ်ပါတယ်ဆိုကွယ်ဒါဖြစ်ဒီလိုလုပ်ပါလား။ ရွှေချောင်းကိုတော့ဗရင်တော်တွေကိုအုပ်ဆိုးတဲ့ရွှေတိုက်ဆိုးဝင်ကအတိဆုံးဖြစ်မှာပဲခေါရီကျောက်ကိုရွှေတိုက်ဆိုးကိုပြရင်ဖြစ်ရွှေတိုက်ဆိုးကတန်ဖိုးဖြတ်ပြီးဝယ်ယူနိုင်လိမ့်မယ်ထင်တယ်ကွဆရာကြီးကောင်းတယ်လို့သာစီစဉ်ပေးပါဆရာကြီးရဲ့ဒါဖြစ်လုံမငါးနဲ့လိုက်ခဲ့ရွှေတိုက်ဆိုးဝင်မင်းနဲ့ငါးနဲ့ကတိကျွမ်းရင်းနေတယ်သူ့စီကိုငါတို့အတူတူသွားပြီးပြကြည့်မကောင်းလား ီလိုနဲ့မန်ညိုနဲ့ဗရင်ဆရာကြီးတို့ကရွှေတိုက်ဆိုးစီကိုထွက်လာခဲ့ကြပါတယ်။ရွှေတိုက်ဆိုးကရွှေကျုပ်တလုံးနဲ့သူ့ရှိကိုရောက်လာရမလို့အံ့ဩနေပါတယ်။မန်ညိုရဲ့လက်ကင်ပေါ်ထဲမှာထုတ်ထားတဲ့ရွှေကျုပ်ကိုပြလိုက်တော့ရွှေတိုက်ဆိုးလည်းအလွန်ကိုအံ့ဩသွားပါတယ်။ကျုပ်တသက်နဲ့တကူရွှေရဲ့ပစ္စည်းအများကြီးကိုလည်းမြင်ဘူး၊ကင်ဘူး၊လေးလာဘူးပါပဲ။အတိုင်းမှာအခုလိုရွှေစင်ရွှေသားမျိုးတော့တစ်ခါမှမမြင်ဘူးသေးဘူး။ရွှေတိုက်ဆိုးကလည်းမန်ညိုကိုကြည့်ပြီးတော့တန်လျာဝင်သွားတယ်။ဒီမဲ့လုံးမှာ မင်းပုံစံကလည်းဆင်းရဲနှုံချလွန်းနေမင်းရဲ့ပုံစံနဲ့ဟော်ရီကရွှေကျုပ်တွေကလားလားမှမထိုက်တန်အောင်ဖြစ်နေတယ်ဒီရွှေကျုပ်ကိုဘလို့ရခဲ့တာလဲမမှန်လျှောက်တင်စမ်းမဟုတ်ရင်တော့မင်းကိုရာဇဝတ်မှုနဲ့ဖမ်းဆီးရလိမ့်မယ်ရွှေတိုင်ဆိုးကရဲမတ်တီကိုခေါ်လိုက်ပြီးတော့မန်းညိုကိုဝင်းရလိုက်တယ်မန်းညိုကလည်းကြောက်ကြောက်လန့်လန့်နဲ့မမဟုတ်ပါဘူးဝင်းမင်းကျမကိုလူသူတော်ကြီးတစ်ပါးကဟော်ဒီရွှေကျုပ်ပေးခဲ့တာပါအဲ့ဒါဆိုသူ့ဘာမှနေတာလဲသူ့နာမည်ဘလို့ခေါ်လဲအဲ့ဒါတော့ကျမလည်းမသိပါဘူးရှင် ဗမာနေမန်းမသိနာမည်ဘသူမှန်းတော့မသိတဲ့လူကမင်းကိုဟောဒီရွှေကျက်ဥပေးတယ်ဆိုတာယုံကျင်စရာမကောင်းဘူးဒီမဲ့မင်းငါ့ကိုလိမ်နေတာလားမင်းညိုကငိုယူလက်အုပ်ချပြီးတော့မလိမ်ဝင့်ပါဘူးဝင်မင်းရဲ့ကျမအမှန်တိုင်းပြောတာပါမင်းကတခိုးပဲဟောဒီရွှေကျက်ကိုဘဲကခိုးလာတယ်ဆိုတာပြောရင်ပြောမပြောရင်တော့မင်းထံသိမ့်မယ်ရွှေတိုင်စိုးကမင်းညိုကိုရိုက်ရန်ပြင်ပါတယ်ဒီကဗရင်ဆရာကြီးကဝင်မင်းရဲ့ခလေးမကြည့်ရတာလဲရိုးပုံရပါတယ် ခိုးတာဝတ်တာတော့ဖြစ်မှမထင်ပါဘူးကျုပ်စိတ်ထင်တော့တိုက်ကုန်းတွေဘာတွေကများကောက်ရလာသလားပဲဟုတ်တယ်ဗရင်စရာပြောတာဖြစ်နိုင်တယ်မြေကြီးကရတယ်ဆိုရင်တော့ဖြစ်ဒီပစ္စည်းကဘရင်ဗန္နာပစ္စည်းပဲရှင်ဘရင်ကဒီတိုင်းပြည်ရဲ့ရေမြေကောင်းဝင်ရန်အထက်အဆုံးကိုပိုင်ဆိုးတာကြောင့်မလို့မြေကထွက်တဲ့ဒီပစ္စည်းကမင်းဗန္နာဖြစ်တယ်ဒါဖြစ်မင်းတရားကြီးနဲ့အများကြီးသက်ဆိုင်သွားပြီပေါ့ဟုတ်တယ်ဗရင်စရာကြီးကဲပါလေဒီစိတ်ရောက်မှတော့မထူပါဘူး ဟောရီကလုံမကိုရွှေကြောက်နဲ့အတူတူဘရင်ရှေ့တော်မကိုတွန်းရပြီးတော့မယ်။ဘရင်မင်းကရွှေကြောက်ကိုသိမ့်မယ်ဆိုရင်သိမ့်လုံမကို ပြန်ပေးမယ်ဆိုရင်လည်းပေးပါစီတော့။ရွှေတိုင်စိုးကမန်းညူကိုဖမ်းဆီးပြီးတော့ရွှေနန်းတော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။မင်းတော်မင်းကြီးကဥယျာဉ်တော်ထဲမှာစာစုတော်တွေနဲ့အတူအပန်းဖြေနေတဲ့အချိန်ဖြစ်ပါတယ်။လပိတော်ကတ်ရတဲ့စာစုဥပုံညာကမင်းတော်မင်းကို စာကျူးတစ်ခုရွတ်ဖတ်ပြနေပါတယ်။ ရွှေတိုက်စိုးကအရေးကြီးတယ်လို့ဆိုတဲ့အတွက်မင်းချင်းတွေကဥယျာဉ်တော်အတွင်းကိုခေါ်ဆောင်လာခဲ့ပါတယ်။ရွှေတိုက်စိုးကမန်ညိုကိုဆွဲခေါ်လာခဲ့ပါတယ်။ရွှေတိုက်စိုးကမင်းတို့မင်းကြီးရှိမှဝက်တော်ပြီးတော့အရှင်မင်းကြီးဟောရီကလုံမကရွှေချက်ကိုတနေရာကရလာပုံထောက်ပါတယ်။သူ့ကိုမေးတော့လဲအမှန်တိုင်းမဖြစ်ပဲနဲ့ဒီကိစ္စကိုအရှင်မင်းကြီးကပဲဆုံးဖြတ်အမိန့်မှချမှတ်ပေးစေလိုပါတယ်။ မင်းတို့မင်းကြီးကရွှေတိုင်ဆိုးဆက်တာတဲ့ရွှေကြုတ်ကိုကင်တွယ်ကြည့်ရှုပါတယ်ရွှေသားကတော့တော်ကောင်းတာပဲဟက်လုံးမဒီရွှေကြုတ်ကိုမင်းဘယ်ရရတာလဲငါ့ကိုမလိန်နဲ့မှန်မှန်ဖြေဆန်းမင်းကိုအပြစ်တော်မယူစေရပါဘူးကွဒီကမညူကဖြစ်စဉ်အစအဆုံးကိုမင်းတို့မင်းကြီးကိုရှောက်တယ်လိုက်ပါတယ်။ရွှေတိုင်စိုးနဲ့အခြားဝင်မင်းများကမညူတယောက်လိန်လယ်ပြောဆိုနေတယ်လို့ယုံကြည်ကြပါတယ်။တဲမင်းကမရရင်းနှစ်တင်းပြည့်ရှင်မင်းကိုလိန်ညာခြင်းသေးတယ်ဗောလေ မူးမံများကမတ်ညိုကိုကဲ့ရပါတယ်။ဒီကမင်းတို့မကြီးက လက်ကပြလိုက်ပြီးတော့မင်းကြီးတို့ဒီလုံမရဲ့ရုပ်ရည်သွင်းမြင်ကို ကြည်စမ်းပါ။သူစင်းရဲဆိုပဲနဲ့အနေဒီတယ်။မျက်လုံးမျက်အင်ကလည်းတီတီတက်တန်ရှိလာတယ်။အဲစကားပြောတဲ့အခါမှာလည်းတခေါမှထင့်ငော်ခြင်းမရှိပဲနဲ့ဘွင်းဘွင်းကြီးပြောချသွားတာကွ။ငါကိုရောမြက်ကတော့ဒီကလေးမှလူလိန်တယောက်နဲ့မတူပါဘူးကွယ်မင်းတို့မကြီးကရွှေကြောက်လေးကိုစကြည့်နေတယ် ဒီရွှေသားဒီလိုလက်ရဆိုတာတို့တာမန်လူတွေလှုပ်ဖို့ခဲရင်တဲ့အမျိုးပဲဒီရွှေကျက်ဦးဟာလုံမပြောသလိုအထက်ဝိဇ္ဇာကြီးတွေကတကိုးဆွမ်းအားနဲ့ဖန်ဆင်းထားတဲ့ကျက်ဦးဖြစ်ရမယ်မင်းတော်မင်းကြီးကရွှေကျက်ကိုတင်းဆက်လိုက်ပြီးတော့မညိုကိုလည်းစုတော်လက်တော်များအနှင်းလိုက်တဲ့အတွက်မညိုမှာတခဏတည်းနဲ့ပင်တကြွယ်တယောက်ရဲ့ချမ်းသာမှုမျိုးကိုရရှိသွားပါတယ်မင်းတို့မင်းကြီးကရွှေကျက်ဦးပေးခဲ့တဲ့ပုံကူကြီးကိုတွေ့မြင်လာတဲ့အတွက်မန်းညိုကိုအသေးစိတ်မေးမြန်းပါတယ် မန်းညိုကလည်းပန်းသာလှူဘူးပင်နဲ့ပုပ်ကူကြီးနဲ့တတ်ဆိုင်တဲ့အကြောင်းအရာကိုမမေးမြန်းဘူးတဲ့အတွက်ဘာမှမသိပဲဖြစ်နေပါတယ်။ဒါဖြင့်အဲ့ဒီပုပ်ကူကြီးဘယ်ရက်ကိုထွက်သွားတယ်ဆိုတာလုံမတွေ့လိုက်လား။ဒီတော့မှမန်းညိုတတိယသွားပြီ။အဲမှန်ပါအရှင်မင်းကြီးဘိုးဘူးကြီးကမန္တလေးတောင်မှာအထိတ်ထန်ပြီးလို့ရန်ကင်းတောင်ကိုသွားမယ်လို့ပြောသွားပါတယ်။မင်းတို့မင်းကြီးကအလုံးကိုဝမ်းမြောက်ပျော်ရွှင်ပြီးတော့မင်းချင်းတွေကိုရန်ကင်းတောင်ကိုဆေလွတ်ပြီးတော့အရှာခိုင်းပါတယ်။၃ရက်ကြာတဲ့အထိဒီပုဂ္ဂိုလ်ကြီးကိုရှာမတွေ့သေးပါဘူး။ မင်းတို့မင်းကြီးကဒါနဲ့တင်အားမရသေးပဲနဲ့မြို့တော်ရဲကိုမောင်းထုကြင်ညာပြီးတော့ရန်ငင်းတောင်မှာရှိတဲ့ပုဂ္ဂိုလ်ကြီးကိုရှာဖွေစေပါတယ်။အဲ့ဒီခေတ်အခါကရန်ငင်းတောင်ကြီးကနတ်ဆိုင်နဲ့တောအုပ်ကြီးတွေနဲ့ဖုံးလွှမ်းနေပါတယ်။မင်းမူတန်းနေနဲ့လူသူအများစုကရန်ငင်းတောင်တဝိုက်မှာရှိတဲ့ရှိုးမြောင်ကျောက်ကဘာတောတောင်လှိုင်းကူအနှံ့ချေယာထက်မြာရှာပင်နဲ့ဘာမှမတွေ့ပါဘူး။နောက်ဆုံးမင်းတို့မင်းကြီးကိုယ်တိုင်လိုက်လေရှာဖွေလူစိတ်ပြင်းပြလာပါတယ်။ ဒါပေမဲ့မူးမှန်များကဝိုင်းဝန်းတားဆီးကြပါတယ်။ရန်ကင်းတောင်ကတောတောင်ထူထပ်တဲ့အတွက် ပုံကန်သူတွေရန်ကကြောက်ရွံ့ရတဲ့ဆိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့မင်းတို့မကြီးကစိတ်အားထက်သန်မှုကိုတားဆီးလို့မရတဲ့အတွက်ရှင်ဘရင်မင်းခမ်းမင်းနာနဲ့တကွလူသည့်ရှင်ကြားမထွက်တော့ပဲတာမန်လူဝိနဲ့သာရန်နာမင်းတို့ကို စီးပြီးတော့ထွက်ခွာလာပါတယ်။မင်းတို့မင်းကြီးကရန်ငင်းတောင်ရဲ့အရက်လေးမျက်နှာကိုကိုယ်တိုင်ဖြန့်ကျက်ရှာဖွေပါတယ်ဒါပေမဲ့မတွေ့ပါဘူး ညနေဆောင်တဲ့အခါအလွန်အမင်းစိတ်ညှိုးနှွမ်းလာပြီးဖြစ်ပါတယ်။မင်းကြီးများကလည်းမိုးချုပ်သွားမှဆိုးတဲ့အတွက်နန်းတွင်ပြန်ဖို့တိုက်တွန်းနေကြပြီးဖြစ်ပါတယ်။ဒီကမင်းတို့မင်းကြီးကရန်ကင်းတောင်စီကိုလက်အုပ်ချင်းကျွန်ုပ်နဲ့ဒီပုဂ္ဂိုလ်ကြီးတွေ့ဆုံစုံစည်းရမယ်ကုသိုလ်ကံအကျိုးဆက်များရှိနေပါကဒီပုဂ္ဂိုလ်ကြီးသည်ထင်ထင်ရှားရှားပေါ်ပေါက်လာပါစေသားလို့တစ္ဆာအတိတ်ထံပြုပါရယ်မင်းတို့မင်းကြီးရဲ့တစ္ဆာဆိုပြီးတဲ့အခါတောအုပ်တနေရာကနေမီးလင်းရောင်တစ်ခုကိုတွေ့ရပါရယ် အစကနဦးပိုင်းကတော်မီလောင်တယ်လို့ထင်ပေနဲ့ဒီအလင်းရောင်ကတော်မီအလင်းရောင်မဟုတ်ပဲထူးခြားတယ်လို့ဆိုပြီးမင်းတို့မင်းကြီးကိုယ်တိုင်မြင်းနဲ့အပြေးထွက်လာခဲ့ပါတယ်။အလွန်ကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်အောင်မှာဘိုးဘိုးအောင်ကပရီထိုင်စိတ်နေပြီးဘိုးဘိုးအောင်ရဲ့နဖူးကနေအလင်းရောင်လေးထိုးထွက်နေခြင်းဖြစ်ပါတယ်။မင်းတို့မင်းကြီးကမင်းမော်ကချက်ချင်းခုန်ချလာပြီးဘိုးအောင်ရဲ့ရှေ့မှာလက်အုပ်ချီကထိုင်ချလိုက်ပါတယ်တွေ့ပြီးနောက်ဆုံးတော့ဆရာကြီးနဲ့တွေ့ရဖို့ပကား မင်းတို့မင်းကအလုံးပျော်ရှင်တဲ့အတွက်မျက်ရည်များပင်ကျဆင်းလာပါတယ်။ဘိုးအောင်ကမျက်လွာကို ဖွင့်လိုက်ပြီးအသင်မင်းကြီးနဲ့ဘိုးကရေဆက်ပထန်းဆက်ပါလာပုံရတယ်။လူချင်းမတွေ့ဘူးခင်ကလေးကစိတ်ချင်းတိကျွမ်းနေကြတယ်။မင်းတို့မင်းကြီးကခေါင်းငိတ်လိုက်ပါတယ်။ဘိုးဘောင်ပြောတဲ့အတိုင်းမင်းတို့မင်းကြီးမှာမတ်ညိုထံကဘိုးဘောင်ရဲ့ရုပ်ရည်အတွင်ပြင်ပုံမှန်တံတန်ကိုကြားရဲက ဘိုးဘောင်ကိုစိတ်ထဲမှာအလွန်ကြီးညိုတွေ့ရင်စိတ်ကြီးတဖွာဖွာဖြစ်ပေါ်နေပါတယ်။ဒါကြောင့်ကိုယ်တိုင်ပင်လာရောက်ရှာဖွေရခြင်းဖြစ်ပါတယ်။ဆရာကြီးရဲ့အမည်နာမဘွဲ့တော်ရှိရင်သိကြပါတယ်ဆရာကြီး။အသိမင်းကြီးကျွန်ုပ်ကတခြားသူမဟုတ်ဘိုးဘောင်မင်းဖြစ်ပါတယ်။ဘိုးဘောင်လို့ပြောလိုက်တဲ့အခါမင်းတို့မင်းကြီးမှာအန်အောမင်းတက်သွားပါတယ်ဘိုးဘောင်ဆိုတာဘိုးတော်ဖရာလက်ထက်အမရပူရာမှာထင်ရှားခဲ့တဲ့ဘိုးတော်ကြီးပေါ့နော်ဟုတ်ပါပြီတဲ့အသိမင်းကြီး ကျွန်ုပ်မှာမောင်မင်းတို့အဖိုးမောင်ဝိုင်းနဲ့တငယ်ချင်းဖြစ်ခဲ့ကြတယ်။အခုရန္နာဘုံနေပြည်တော်ကိုကြွာမြန်းလာတာကလည်းအသင်မင်းကြီးကိုချီးမြောက်ကူညီဖို့ဖြစ်တယ်။လေးစားလိုက်တာဘိုးဘိုးရဲ့ဘိုးဘိုးကိုတပည့်တော်စီးကပ်ခြင်းပါတယ်။ဘိုးဘိုးနန်းမင်းကိုလိုက်ခဲ့ပါ။ဘိုးဘိုးပရင်းစိတ်တာမပြီးသေးဘူးကွ။အသင်မင်းကြီးတို့ပြန်နှင်းကြပါဘိုးဘိုးအနောက်ကနေလိုက်ခဲ့ပါမယ်။နေဝင်တော့မယ်ဘိုးဘိုးရဲ့ဘိုးဘိုးခြေလင်လိုက်လာရင်မမီပဲရှိနေပါမယ်မြို့တော်တကားပိတ်သွားရင်ဘိုးဘိုးဝင်မရပဲဖြစ်နေပါမယ် ဘိုးဘိုးအခုတခါတည်းလိုက်ခဲ့ပါဘိုးဘိုးအောင်ကခေါင်းသာသာညှိပြပါတယ်ဒါဖြစ်ရင်ဘိုးဘိုးစီးဖို့အတွက်တဏှာကိုတိုင်900ပြင်းနိုင်တဲ့ရတနာမြင်းတော်ထားခဲ့ပါမယ်အသင်မင်းကြီးသာစီးပါဘိုးဘိုးအတွက်ကမြင်းတွေပါတယ်မလိုပါဘူးမင်းချင်းကများကလည်းမင်းလုံးမင်းကြီးကိုအမြန်ပြန်ဖို့တိုက်တွန်းနေကြပြီ ဖြစ်ပါတယ်မိုးချိုလျက်မြို့တော်တကာပိတ်ပြီးနန်းတကာပိတ်သွားပြီမယ်ဒီခါနန်းတွင်းကိုမပြန်နိုင်တော့ပါဘူး ရှင်ဘင်းဆိုတာကလည်းနန်းတော်နဲ့မကင်းကွာတဲ့ကြောင့်တာရကတွေရှိတာမလို့တိုက်တွန်းနေကြခြင်းဖြစ်ပါတယ်။အရှင်မင်းကြီးနန်းတွင်ကိုပြန်တဲ့တဲ့အချိန်ရောက်ပါပြီဗျာ။အခုချိန်ပြန်ရင်တော့နန်းမြူရိုတကာပိတ်လောက်ပြီထင်ပါတယ်ဗျာ။မူးမှန်များကလည်းတိုက်တွန်းဘိုးဘောင်ကလည်းမလိုက်လို့ဆိုတဲ့အတွက်မင်းတို့မင်းကြီးကအခက်တွေ့နေပါတယ်။ပြန်ရန်အတွက်လည်းတဖြည်းဖြည်းမူးပင်ချုပ်လာခဲ့ပါတယ်။ဘိုးဘောင်ကမင်းတို့မင်းကြီးကိုလက်ဖွဲ့တစ်ခုချင်းမြင်လိုက်ပါတယ်။ဒီလက်ဖွဲ့ကိုယူပြီးပြန်ပါတော့မင်းကြီး ဘိုးဘိုးအမိလိုက်လာခဲ့ပါမယ်။မင်းတို့မင်းကြီးကလည်းဒီလက်ဖွဲ့ကိုယူမြင်းစီးပြီးတော့နောက်လိုက်လောက်ပါအနေငယ်နဲ့ရန်ငင်းတောင်စီကပြန်ထွက်လာခဲ့ပါတယ်။ရန်ကင်းတောင်နဲ့မန္တလေးမြို့ကအတော်တန်ဝေးကွာလာတာဖြစ်တော့မြင်းကိုဒုံဆိုင်မောင်းနေနေရပါတယ်။အရှိမဂုံးတက်ကလေးတစ်ခုကိုရောက်လာပါတယ်။ဒီဂုံးကလေးတက်လိုက်တဲ့အချိန်မှာမင်းတို့မင်းကြီးနဲ့မူးမမများကမန္တလေးနန်းတော်ကျုံနဘေးကိုရောက်သွားကုန်ကြပါတယ်။ မင်းတို့မင်းကြီးလဲအန်အောဖနန်ဖြစ်ပြီးတော့ပါဇက်ပင်မပိတ်နိုင်ပါဘူးအချိန်များစွာသွားရတဲ့ခီးကိုကွန်းတရညက်ပင်မကြလိုက်ဘဲနဲ့ရောက်ရှိလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်မင်းတို့မင်းကြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါကုန်းကပူလေးကိုမတွေ့ရဘဲမြို့ပြဦးဝင်များကိုသာတွေ့ရပါတယ်မူးမက်များလဲအလွန်ကိုအန်အောနေကြပါတယ်အများစုကတော့ဘိုးဘွားအောင်ပေးလိုက်တဲ့လက်ဖွဲ့အစွမ်းကြောင်းလိုထင်မြင်ချက်ပေးနေကြပါတယ် မင်းတို့မင်းကြီးတို့ကနမ်းမြူတကားကိုဖြတ်တန်းပြီးတဲ့အခါမှာနမ်းမြူတကားပိတ်သွားပါပြီကျုံးမှာတက်ဆင်ထားတဲ့တရားကြီးတွေကိုရဲမက်များကဖြုတ်ယူသိမ်းဆဲလိုက်ကြပါပြီဒီနေ့အတိုင်းဆိုရင်ဘိုးဘောင်ကနန်းတော်အတွင်းကိုဝင်စရာလမ်းမရှိတော့လို့မင်းလုံးမင်းကြီးတွေးမိပြီးတော့စိတ်ပြတ်အာရုံမိသွားပါတယ်။နန်းမြို့ကိုဖျက်ကျော်ပြီးတဲ့နောက်တကားနာကိုရောက်လာပါတယ်။တကားနီကိုဖျက်ထားတဲ့နန်းတော်ဆောင်များရှိကိုရောက်ရှိတော့မှဖြစ်ပါတယ်။ ဒီချိန်တကားနီအနီးမှာဘိုးဘောင်တယောက်မတ်တက်ရက်နေပါတယ်။မင်းနှုံမင်းနဲ့မူးမတ်များကိုပင် ပြုံးပြနှုတ်ဆက်နေပါသေးတယ်။မောင်မင်းတို့ကကြုတ်ထက်တော့နောက်ကျနေပါကြော်လား။ဘိုးဘောင်ကဟားတိုက်ရီမောလိုက်ပါတယ်။မင်းနှုံမင်းကြီးကဒီတော့မှစိတ်အားတွက်ကြလာပြီးဘိုးဘောင်လက်ကိုဆွဲနန်းတွင်းကို ခေါ်ဆောင်လာခဲ့ပါတယ်။မင်းတို့မင်းကြီးကဘိုးဘောင်ကိုမြေနန်းဇေဒဝန်တစောင်းကြီးထဲမှာရွှေသလွန်တော်ခင်းကျင်းပေးပြီးတော့ပူဇော်ထားပါတယ် အထူးထူးသောစားတော့ဖွဲ့ရာအဖျော်ယံမကားတို့ကိုလည်းလှူဒန်းပါတယ်အပြူတော်များ မောင်းမမိတ်တံများရက်တော်သွင်းပေးကြပါတယ်ဒါပေမဲ့ဘုဘောင်ကမောင်းမများနဲ့မိမသားများကိုအနောက်ကိုစုပ်ရန်မိပါတယ်စားတော့ဖွဲ့ရာတွေကိုတစ်ချက်ကြည့်လိုက်ရင်အသင်မင်းကြီးရဲ့စေတနာတရားတရားကိုဘိုးဘိုးနားလည်ပါတယ်ဒါပေမဲ့ဒီအစားအစာတွေကကြမ်းတမ်းလွန်းနေကွဘလို့ပြောလိုက်ပါလေဘိုးဘိုးရေခေါရီထမင်းကအလွန်နူးညံ့တဲ့တလေးကောက်နံကနေရတဲ့ထမင်းဖြစ်ပါတယ် ဒီလိုနူးညံ့တာကိုပြောတာမဟုတ်ဘူးအသင်မင်းကြီး လူသားတွေချက်ပြုတ်ပြင်းစင်ပြုတ်ပြင်းရတဲ့ပဂရိအစာလို့ခေါ်တဲ့အစာအဟာရကိုစားတော့ကြတယ်ဒီအစာအဟာရတွေကကြမ်းတမ်းတဲ့အတွက်ဝါးမျိုးစားတော့ရပြီးကြံရှိတဲ့အစာဟောင်းတွေကိုအညစ်အကြေးဖြစ်နေစွန့်ထုတ်ရတယ်ဘိုးဘိုးတို့လိုဝိဇ္ဇာတွေကြတော့အလွန်နူးညံ့သိမ်မွေးတဲ့ဝိဂရိအဟာရလို့ခေါ်တဲ့အစာအဟာရကိုလည်းစားတော့ကြတယ်ဒီအဟာရတွေကရှားပေါ်တင်လိုက်တာနဲ့ပျော်ပြောင်းစိတ်ဝင်သွားတဲ့အတွက် ကျင်ကြီးကျင်ငယ်လို့အညစ်အကြေးတွေမဖြစ်ပေါ်ကြဘူး။တပည့်နားလဲပါပြီဘိုးဘိုး။အသိမင်းကြီးကဘိုးတော်မောင်ဝိုင်းနဲ့တော့မတူညီဘူး။စိတ်ကောင်းနှလုံးကောင်းရှိတယ်။တရဝါရီအပေါ်မှာတနာကျင်တာတတ်တယ်။သာသနာတော်ကိုလည်းအလွန်ကြည်ညိုလေးစားတယ်။ဒါကြောင့်အသင်မင်းကြီးကိုချီးမြှောက်ဖို့ဘိုးဘိုးလာခဲ့တာပဲ။အသင်မင်းကြီးစိတ်ထဲမှာဆန္ဒတစ်ခုခုရှိနေတယ်ဆိုရင်ဘိုးဘိုးဖြည့်ဆည်းပေးပါမယ်။မင်းလုံးမင်းကြီးကမျက်နှာမှန်ကျသွားပြီးတော့ဆန္ဒတစ်ခုတော့ရှိပါတယ်ဘိုးဘိုး။ ဗုဒ္ဓသာသနာတော်အရေးပါအရာရောက်တဲ့ပိဋကတ်တော်တွေကိုပေးစာတွေနဲ့မှတ်တမ်းတင်ရေးထိုးကြပါတယ်ဒါပေမဲ့ပီဇာဆိုတာသိရပဲမလို့ရာသီဥတုဒဏ်ကိုခံရပါတယ်။မီးလောင်ရင်လည်းပြက်စူးလွယ်ပါတယ်။နှစ်ကြာရှည်အထားမခံပါဘူး။ဒီအတွက်ဒီပိရိကတ်တော်တွေကိုပီဇာထက်ပုံမူတာရှည်ခမ်းမဲ့နီးလန်းတစ်ခုနဲ့ထိမ့်သိမ့်မှတ်သားထားဖို့ဆန္ဒရှိနေပါတယ်ဘို့ဘို့။ တန်ခါရဏာတင်းခြင်းတဲ့ဘောအသိမင်းကြီးဟုတ်ပါတယ်ဘူဘူးပြိရကတော်တွေကိုကြောက်ချက်ပြားတွေပေါ်မှာကြောက်ထက်အက်ခရာတင်ထားရင် နှစ်ကာလကြာရှည်အောင်တည်တတ်နိုင်မယ်လို့ထင်ပါတယ်အသိမင်းကြီးရဲ့အကြံကအလုံးကိုကောင်းပါတယ်ဒါပေမဲ့ဘူဘူးရဲ့အခုတပည့်ဟာနမ်းမြို့တော်အစ်ကိုတီထောင်ထားရမလို့ငွေကြီးအကုန်ကြလည်းများနေပါတယ်ကြောက်ထက်အက်ခရာတင်တဲ့ဟာကြောက်သားအများကြီးအသုံးပြရပါမယ်ကြောက်စစ်သမားအများအပြားအသုံးပြရတာမလို့ငွေကြီးအလွန်ကုန်ကြမဲ့လုပ်ငန်းလည်းဖြစ်ပါတယ် တပည့်မှာဘန်နာတော်နဲပါနေတာကြောင့်ဒီအကြံစီကိုအကောင့်တိုင်းမဖော်နိုင်ပဲဖြစ်နေပါတယ်ပူပူဒါကတော့ဟုတ်ပါတယ်အသင်းမင်းကြီးဒီလုပ်ငန်းကငွေကြေးအကုန်ကြများမယ်ဒီလုပ်ငန်းလုပ်ချင်လို့အခွန်တိုးကောင်းမယ်ဆိုရင်လည်းပြည်သူတွေနစ်နာကြလိမ့်မယ်။တိုင်းပြည်ဗန်နာတွေကထုတ်သုံးမယ်ဆိုရင်လည်းတိုင်းပြည်အင်အားစုပ်ယုပ်စီမယ်။အဒီအတွက်တော့မပူပါနဲ့အသိမင်းကြီး။အသိမင်းကြီးစံနာပြည်အောင်ဘိုးဘိုးကူညီပေးပါမယ်။ ်အသင်မင်းကြီးကဘူဘူကိုကျေးစင်ပိတ်တာ90ပေးပါတော့မင်းမိတ်နဲ့ညာရင်းချင်းပင် စီမံပါတော့တယ်ကျေးချိန်ပိတ်တာ90ကိုနန်းတော်တွင်းမှာပင်ချူချက်ရပါတယ်နောက်တနေ့မနက်ရောင်နီတက်ချိန်မှာကျေးချိန်ပိတ်တာ90မှာချူချက်ပြီးသားဖြစ်သွားပါတော့တယ်ဘူဘူကဓလုံးကလေးတစ်လုံးကိုထုတ်ယူလိုက်ပြီးတော့ ဒီကြေးစင်များအတွင်းကိုပစ်ချလိုက်ပါတယ်။ဟုံးကနေအတန်ကြီးမြည်ပြီးတော့ကြေးရည်တွေအတွင်းကမီးတောင်မီးလျံကြီးတွေထွက်ပေါ်လာပြီးကြေးရည်တွေအဖြစ်ကနေရွှေရည်အဖြစ်ကိုပြောင်းလဲသွားတာတွေ့လိုက်ရပါတယ်။အေးခဲသွားတဲ့အခါမှာကြေးအချိန်90မှာရွှေအချိန်90အဖြစ်ကိုပြောင်းလဲသွားပါတယ်။တနန်းတွင်လုံးလဲအုပ်အော်တောင်းတင်းဖြစ်ကပျော်ရွှင်နေကြပါတယ်။အသိမင်းကြီးဒီလောက်ဆိုရင် လုံလောက်ပြီမဟုတ်လား။လုံလောက်တဲ့အပြင်ပူတော်ပူနေပါသေးတယ်ဘူဘူး။ ရင်းရွှေတွေကိုအသုံးချပြီးတန်တနာလုပ်ငန်းအတွက်အသုံးပြုသွားတော့အသိမင်းကြီးမင်းတို့မင်းကြီးကဘိုးဘောင်နာကိုကတ်လိုက်ပြီးတော့ဘိုးဘိုးရဲ့အက္ခီရဲ့ပညာဟာအလွန်ကိုအံ့ဩဖို့ကောင်းပါတယ်ဘိုးဘိုးသာရွှေပြစ်လုံကြီးကိုတပည့်ကိုသင်ပေးမယ်ဆိုရင်တပည့်ဟာတိုင်းပြည်တပည့်လုံးကိုဖျားဇေဒီတွေရှေသားကြီးအတိပြီးအောင်လှူဒန်းဆောက်လို့မှာပါ ရွှေအုပ်ချက်တွေကိုစီပြီးတော့ရွှေကူဖျားကြီးတွေလည်းတီဆောက်လှူဒန်းပါမယ်။ဘိုးတော်ဖျားတီးခဲ့တဲ့မင်းငုံခေါင်းလောင်းကြီးထက်ကြီးတဲ့ရွှေခေါင်းလောင်းကြီးကိုလည်းသုံးလုံးလှူဒန်းပါမယ်။ဘိုးဘိုးတပည့်ကိုရွှေပြည့်ငွေပြည့်နီလန်ပြတာပေးတော်မူပါ။မင်းနှုံးကြီးကလောကလူသားပြီးပြီးလောဘတက်လာတဲ့အတွက်ဘိုးဘောင်ကပြုံးလိုက်မိပါတယ်။အသိမင်းကြီးဥစ္စာပစ္စည်းဆိုတာသူတော်ကောင်းတွေနဲ့မအပ်ဆက်တဲ့အရာဖြစ်တယ်။ ဥ္စာပစ္စည်းဆိုတာတတ်မှတ်မှုလောဘတဏှာကိုဖြစ်စေတယ်။တဏှာဆိုတာအပယ်ကျစေတဲ့တရားပဲ။ဘိုးဘိုးကဘသူ့ကိုမှအပယ်မကျစေချင်ပါဘူးကွယ်။ဒါကြောင့်ဒီနီးလန်းကိုတော့ဘိုးဘိုးမတင်ပေးပြရစေနဲ့။ဒါဖြစ်ရင်ဘိုးဘိုးကိုတပြည့်ကဥယျာဉ်တော်ထဲမှာကြောင်းဆောင်ပြီးကောင်းကောင်းမွန်မွန်လှုပ်ကျွေးစည်းကပ်ချင်ပါတယ်။ဘိုးဘိုးလက်ခံတော်မူပါ။အသိမင်းကြီးရဲ့စေတနာကိုဘိုးဘိုးနားလည်ပေနဲ့ဘိုးဘိုးကဟိုးရခင်တွေကနန်းတွင်းနဲ့ရောရောရှက်ရှက်မနေခဲ့တယ်လို့ တခြားလူတွေနဲ့လည်းဟဟပပနေကြတာမဟုတ်ဘူးကွယ်။ဒါကြောင့်လူစုံနံလို့လူတွေအနားမှာမနေတတ်ပါဘူးကွယ်။ဘိုးဘိုးနေတဲ့တောတောင်တွေကိုပဲပြန်မာတော့မယ်။ဘိုးဘိုးအောင်ကပြောပြောဆိုဆိုနဲ့မိုးပေါ်ပြန်တက်သွားပါလေ။မင်းတို့မင်းကလက်အုပ်ချီလျက်ဘိုးဘိုးဒါဆိုဘိုးဘိုးဘယ်ချိန်ပြန်လာမလဲ။ဘိုးဘိုးကိုဘလို့ထပ်ပြီးတွေ့ရပါမလဲဘိုးဘိုး။ဘိုးဘိုးကအချိန်တိုင်းရှိနေမှာပါကွယ်။ဘိုးဘိုးနဲ့တွေ့ကျင်နေဆိုရင်တော့ကံငါးပါးကိုလုံအောင်ဆောင်ထင်း ူတော်ကောင်းတရားနဲ့အညီကြင့်ကြံနေထိုင်စမ်းပါဒီလိုလူတွေရဲ့နဘေးမှာဘိုးဘိုးရှိနေပါမယ်အဲ့ဒီလူတွေကိုလည်းဘိုးဘိုးအမြဲစောင့်ရှောက်နေပါတယ်ကွဘိုးဘိုးအောင်ကဒီလိုပြောရင်းနဲ့ကောင်းဝင်တက်ကို ပြန်တက်ပျောက်ကွယ်သွားပါတော့တယ်ဘိုးဘိုးအောင်ကလူသည့်ထင်ရှားထပ်ပြီးတော့မပေါ်လာတော့ဒီမှာဒီအချိန်ကလေးကပင်ဖြစ်ပါတယ်ဒါပေမဲ့ဘိုးဘိုးအောင်မှားကြားထားတဲ့အတိုင်း၅ပါးတီလလုံခြုံတဲ့သူဒူရောစိတ်တဲ့အချင်းရှိသူ မိဘကိုလုံကျွေးသူတို့ပေါ်မှာဘိုးဘောင်ကစောင့်ရှောက်ကူညီပေးလေးရှိပါတယ်။အဲ့ဒီနောက်ပိုင်းမှာလည်းဘိုးဘောင်နဲ့တွေ့ဆုံပြီးတဲ့သူဘိုးဘောင်ရဲ့ကူညီမဆမှုကိုခံခဲ့ရတဲ့သူတွေကကြိုကြာကြိုကြာပေါ်ထွက်လာပါသေးတယ်။ ဘိုးဘောင်ကပထမထွက်ရပေါက်လမ်းစဉ်ကြီးကို အလင်းတင့်သူတိုင်းကိုတင်ကြပြတာပေးလေရှိပါတယ်။ဒါပေမဲ့ဂိုင်းကန္တာတစ်ခုအဖြစ်တီထောင်တာမျိုးတော့မဟုတ်ပါဘူး။ဘိုးဘောင်ကရွှေပြည့်ငွေပြည့်ချမ်းသာကြွယ်ဝအောင်စောင့်ရှောက်သည့်ထက်ကျင့်စဉ်နီးလန်းတွေကိုသာတင်ကြပြတာဆုံးမပေးတဲ့သူတူဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ပုံကူတရဝါတွေကိုတထေးဖြစ်အောင်ချမ်းသာအောင်ကုညီပေးတာထက်အကျဉ်းထူးတိတ်ထီထူးတွေရရှိပြီးဝိဇာထွက်ရလန်းကိုမြန်းနိုင်ဖို့ညှို့ပြကုညီတဲ့သူ ဖြစ်ပါတယ်။ဒါပေမဲ့လောကီလူပုံကြီးကရှုပ်ထွေးပူလီလာတာဖြစ်တော့ဒီဖြစ်ကိုအခွင့်ကောင်းယူပြီးတော့အတုံးချကိုကျိုးရှာတဲ့လူပုဂ္ဂိုလ်များစွာလည်းရှိနေပါတယ်။အဘအောင်မင်းကောင်ကြီးပင်ဝိဇာများနဲ့ပတ်သက်ပြီးတော့အတုကတထောင်း အယောင်ဆောင်ကတသိန်းအပလိအနန္ဒာလို့မှားကြခဲ့တဲ့အတွက်အသည့်အလိမ်မှာဉာဏ်ပညာနဲ့ရှင်ပြီးတော့စဉ်စားချင်းစီရန်များစွာလိုအပ်လာပါတယ်။ဘလို့ပဲဖြစ်ဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်း200ခန့်ကပေါ်ထွက်ခဲ့မှုတဲ့လူသူတော်ဝိဇာကြီးဘူဘောင်ကရှိရခင်ခေတ်ကာလကလေးကစီးကပ်ပူဇော်သူတွေများပြားခဲ့ပြီးတော့ဒီကနေ့တိုင်အောင်မြန်မာလူမျိုးတွေရဲ့နှလုံးရင်အသေးဆိုင်မှာဆွဲကပ်ယုံကြည်နေကြတဲ့ပုဂ္ဂိုလ်ကြီးတဦးဖြစ်ပါကြောင်း တင်ဆက်ပေးလိုက်ရပါရခင်ဗျာ။